အားလုံးမင်္ဂလာပါဗျာဒီခါမှာတော့မိမိကိုကို တိုက်ကလာတယ်ဆိုတာကိုဒီဗီဒီယိုဖိုင်ကြည့်ပြီးတော့တိနိုင်တဲ့အကြောင်းအရာလေးကိုဗီဒီယိုဖိုင်နဲ့တကွာတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီတော်လေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာလူတွေမှာတချို့တော့လူဖြစ်လာတဲ့အခါမှာလေ ဘဝပေါင်းစုံကလာကြတယ်အဲ့ဒီထဲမှာပိုက်အကြောင်းလေးပြောပြမယ်နော်ပိုက်ကလာတယ်ပိုက်ဆက်ပါလာတယ်ဆိုတဲ့သူတွေတွေကိုကျမအနေချင်းပြောပြမယ်ပိုက်ကလာတယ်ပိုက်ဆက်ကလာတယ်ဆိုတဲ့သူတွေဟာပိုက်ကအများကြီးရှိတယ်အဲ့ဒီထဲကမှာပိုက်ကလာပါတယ်ဆိုတဲ့နှမျိုးနှစ်ဆောင်ပြောပြပါမယ်ရှင်တမျိုးကသူတို့ကဖျားမှာစောင့်နေတဲ့ ဖျားတိုင်းနောက်တစ်ခုကဥစ္စာတွေကိုစောင့်နေတဲ့ဥစ္စာတိုင်းဥစ္စာစောင့်တိုင်းဆိုပြီးနှစ်မျိုးရှိရအဲ့နှစ်မျိုးကြောင့်ကျွန်မပြောပြမယ်လူတွေဟာလူဘဝကိုရောက်လာတဲ့အခါမှာဝေဒနာလေးနှစ်မျိုးကိုခံစားရတယ်အဲ့ဝေဒနာကဘာလဲဆိုရင်ဦးခေါင်းပိုင်းနဲ့ဝမ်းပိုက်ကိုဥတည်ပြီးတော့သူတို့ကအဲ့လိုမျိုးဝေဒနာကိုခံစားရတယ်တချို့ကနှစ်မျိုးစလုံးခံစားရတယ်တချို့ကဦးခေါင်းဆိုဦးခေါင်းဝမ်းပိုက်ဆိုဝမ်းပိုက်တစ်မျိုးစီခံစားရတယ် စည်းရုပ်စည်းခမ်းပြတယ်တချို့ဆိုခွဲစိတ်ရတဲ့အဖြစ်ဖြစ်တယ်ဒါပေမဲ့ဒီဝိဒနာဟာမပတ်သာသွားဘူးမပြောက်သွားဘူးဘဝမှာမကျမ်းမာခြင်းများစွာနဲ့ဒီလူတွေဟာအသက်ရှင်ရတယ်ဟောအိတ်ထောင်ပြူအောင်မလားအရွယ်ရောက်လို့အိတ်ထောင်ပြူတဲ့အခါမှာလဲအိတ်ထောင်ရေးတွေဆင်မပြေကြဘူးအိတ်ထောင်ရည်စင်မပြေကြဘူးအိတ်ထောင်ရည်ကွဲတဲ့သူတိုက်ကတိုက်ကမဟုတ်ပေမဲ့တိုက်ကလာပါတယ်ဆိုတော့သူတော်တော်များများကအချင်းချင်းအိတ်ထောင်ရည်မြစ်တားရည်စင်မပြေကြဘူးဒါလေးကိုသိဖို့လိုတယ်နော်နောက်တစ်ခုဝေဒနာမှာ ဘာကြောင့်တို့ကဘိုင်းနဲ့ပတ်သက်တဲ့ဝေဒနာကိုပေးထားလဲဆိုရင်ဘာကြောင့်ဦးခေါင်းဘိုင်းနဲ့ပတ်သက်တဲ့ဦးခေါင်းကြိုက်ခဲတဲ့ဝေဒနာတွေပေးထားတာလဲဆိုရင်တို့စီကလွှတ်လိုက်တဲ့သူကိုတို့စီကလွှတ်လိုက်တဲ့အကြောင်းကိုတို့သိစေချင်လို့တို့ diet ကပြောလို့မရတဲ့အခါမှာဒီလိုဝေဒနာတွေပေးတယ်ဝေဒနာရှင်ဟာစိတ်ကူးတယ်စိတ်ကူးတယ်စိတ်ကူးတယ်မပြောက်ဘူးမပြောက်ဘူးဆိုတော့ဒီဝေဒနာကိုလည်းတတ်တာချင်းစောနဲ့တို့တွေဟာတလောက်ကူနေတာမပြောက်ဘူးဘာများလဲဆိုပြီးတော့စူးစမ်းစူးစမ်းနေတဲ့သက်ဆိုင်ရာ ဆရာသမားတွေစီရောက်သွားကြတယ်။အဲ့ဒီခါကျမှသူတို့ကတိုက်ဆက်တွေဖြစ်နေတဲ့တိုက်ကလာတဲ့ဆိုတဲ့အကြောင်းလေးတွေကိုသူတို့သိခွင့်ရတဲ့အရန်ရဲ့ကြီးရဲ့အကြောင်းလေးတွေကိုကျွန်မပြောမယ်။မိမိကိုကိုတိုက်ဆက်ဆိုတာသိသွားပြီ။ပိုင်မှန်းသိသွားပြီဆိုလို့ရှိရင်တော့တိုက်ကျိုးဖြတ်ဖို့ကိုအားမပေးပါဘူးရှင်။ဘာလို့လဲဆိုတော့သူတို့ကလွှတ်လိုက်တယ်ဆိုတဲ့ကိုက သာသနာပြုဖို့လွှတ်လိုက်တာဘာသာရေးအလှူတန်းတွေများကြီးလုပ်ဖို့အတွက်လွှတ်လိုက်တာဖြစ်တယ်။ဒါကြောင့်မို့သူတို့ဝေဒနာပေးတဲ့အခါမှာတတိပေးတာပါအလှူတန်းလေးလုပ်ဖို့ဘာသာရေးတွေလုပ်ဖို့အတွက်သူတို့တတိပေးတာပါပျော်မြူးနေဖို့မဟုတ်ဘူး။ဒါကြောင့်မို့သူတို့ဝေဒနာလေးတွေပေးရတာဖြစ်တယ်။လူတွေကပြောရတယ်ပြောကြတာပေါ့နော်။အငါကတိုက်ကလာတယ်ပြောတယ်ငါ့ကိုတိုက်ကလွှတ်လိုက်တာဥစ္စာဘာဟိုဥစ္စာမဟုတ်ဘူးသာသနာပြုဖို့တို့လှူဖို့တန်ဖို့ဆိုပြီးတော့လွှတ်လိုက်ကြတယ်ကိုကိုယ်တိုင်တော့စားဖို့မရှိလားဆိုပြီးတော့ဘာတိုက်လဲညာတိုက်လဲဆိုသူတို့စိတ်ဆိုးပြီးပြောကြတယ်။အဲ့ဒါမှကျွန်မပြောပြမယ်။ တိုက်ကလာတာဆိုတာလည်းမှန်တယ်ကိုကိုတိုင်လည်းမွဲနေတယ်ဘာမှလည်းကျိုးစားအာထုံမှုမရှိဘူးဆိုလို့ရှိရင်အဲ့ဒါကဖျားတိုက်ဖြစ်ပါတယ်။ဖျားတိုက်ကလာတဲ့သူတွေဒီသူတို့တိုက်မှာရှိတဲ့စီးစင်ဥစ္စာဒီဖျားအတွက်ရှိနေတဲ့ရွှေငွေရတနာဖျားရဲ့ဥစ္စာဖြစ်စီဖြစ်နေလို့ဒါကိုသူတို့ပေးလို့မရပါဘူး။သူတို့ပေးလို့မရဘူး။အဲ့အတွက်သူ့ရဲ့တိုက်ဆက်ကသူ့ကိုဘာမှမပေးတာပဲ။ နောက်တစ်ခုကကြတော့အတိုက်ကလာတဲ့ဖြစ်တယ်တိုက်ဆက်တယ်ဖြစ်တယ်ပြီးတော့သူ့လောက်ကြိုက်သမျှလုပ်ငန်းတွေကလည်းအောင်မြင်တယ်တိုးတက်တယ်အဲ သူ့ကိုယ်တိုင်ကလည်းတိုင်ပန်းသိတယ်တိုက်ကိုလည်းသွားပြီးတော့သူ့ရဲ့ပုံကိုယ်ပိုင်းဆိုင်ရာနဲ့ respect ပေးတယ်အယုတိပေးတယ်လိုအပ်တဲ့ဟာလေးတွေကိုလိုအပ်နေတဲ့အကြောင်းလေးသွားပြီးတော့ဆုမောကောင်းတောင်းတယ်ဟိုဘက်ကလည်းဖြစ်စည်းတယ်ဖြစ်စည်းပေးတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဥစ္စာဆောင်တိုက်ဖြစ်ပါတယ်ကိုကိုယ်တိုင်ကဥစ္စာဆောင်တိုက်ကလာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေကတိုက်ထဲမှာကြံခဲ့တာအဲ့တော့အဲ့မှာကြံခဲ့တဲ့သူ့ရဲ့ဟိုဘောဆွေမျိုးဟောင်းပေါ့နော်ဆွေဟောင်းမျိုးဟောင်းနေရနေပြီးတော့သူ့ပစ္စည်းတွေကိုသူ့ကိုပြန်ပေးတာအဲ့ဒီအတွက်ဒီလူဟာအလုံးငန်းတွေဟာလုံတိုင်းဖြစ်လာတယ် အပြောတိုင်းဖြစ်တယ်အောင်မြင်တယ်တိုးတက်တယ်ဆိုတာသူအတိတ်ဘဝမှာတိုက်ဆက်တယ်မှာရှိတော့ကဒီပစ္စည်းတွေကသူ့ရဲ့ပစ္စည်းဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုပေးလိုက်တာနောက်တစ်ခုကသူကလွတ်ဖြစ်လာတယ်ဆိုတော့လွတ်ပြီမှာလွတ်ဖြစ်နေရတဲ့အကြောင်းရင်းကမိမိကိုယ်တိုင်ကလွတ်ပြီကိုကြည့်ပြီးသဘောကျလို့လွတ်ပြီသွားကျင်တယ်သွားကျင်တယ်ဆိုပြီးတောင်းဆိုတဲ့အခါမှာသူ့ရဲ့မိသားစုဝင်တွေက နားကြီးတယ်ပြီးရင်သူတို့သူ့ကြည့်ရတယ်ဒီမှာဆက်ပြီးနေဖို့မပြောရွှင်တော့ဘူးဒီတိုင်းမှာတကြီကြီးကြာနေလို့သားတိုက်ဆက်ကသူ့ကိုလူပြီးလွှတ်လိုက်တာဖြစ်တယ်ဒါမှမဟုတ်တိုက်ဆက်ကမိသားစုဝင်တဲ့ယောက်ကိုတိုက်လူပြီးကိုသွားဆိုပြီးလွှတ်လိုက်တယ်ဘာလို့ဖို့လဲသူတို့အာအလုပ်အတွက်အလှူဒန်းလုပ်ပြီးသဒ္ဒနာပြုပေးခဲ့အချိန်တန်သူတို့ပြန်ခေါ်လိုက်မယ်ဆိုပြီးတော့လွှတ်လိုက်ကြတာရှိတယ်အဲ့တော့ကျွန်မကဘာကြောင့်တိုက်ကျိုးဖြတ်ဖို့အမပေးဘူးလဲဆိုရင်စဉ်းစားမယ်လင်မယားတွေကွဲကွာရင်ကောင်းလား မိသားစုတွေဝဲခွာသွားရရင်ဝမ်းနေတယ်ကြည်ခွဲတယ်ဥပမာကိုယ်သဘောမတူတဲ့သူနဲ့ကိုယ်သားလေးဟာမင်္ဂလာဆောင်သွားတဲ့အခါမှာကိုကပဲဖြစ်လဲစိတ်ဆိုးတယ်ဟုတ်ပြီနော်ပြီးရင်သဘောမတူတဲ့ကြောင်းပြောတဲ့အခါမှာမိဘတွေတာသမီးကလက်မခံဘူးလက်မခံပြီးတာသမီးကသူတို့ကြိုက်တဲ့လူနဲ့သူတို့ယူသွားတယ်ထားပါတော့အဲ့မှာမိဘကစိတ်ပြိုးဆိုးပြီးတော့မဖြစ်လဲဝမ်းနဲ့ချီကွက်အသေးတွေကွက်ပြီးကြံနေတယ်လေအဲ့လိုမျိုးပဲပေါ့သူတို့တိုက်ဆက်မှလည်းတော့ဖြတ်လို့မရဘူးအဲ့တော့ကျမတို့ကဘာလုပ်ရမလဲဆိုရင်တက်တန်းတိုးရမယ်80လား80လားဆိုတော့တိုးတိုးပြီးတောင်းသွား ောက်တစ်ခုကကြတော့တိုက်တိုးဖြတ်တယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်တိုက်ကိုဆုံးဖြတ်ပါဖြတ်မလားတတန်းတူမလားဆိုတာကတော့မိမိတို့ရဲ့စိတ်ကြိုက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်ဖြတ်မယ်ဟိဆိုလို့ရှိရင်တော့နိုင်နေတဲ့ဆရာသမားနဲ့တာစင်ပြီမှာဖြစ်ပါတယ်ဥပမာ ဖြတ်ပေးတဲ့ဆရာသမားကနေပြီးတော့တိုက်ဆက်တည်စိတ်ဆိုးသွားတဲ့အခါပြန်ကင်တဲ့အခါမှာဒီဆရာကမကင်တွယ်နိုင်ဘူးဆိုရင်ညီစာပြေလေးဖြစ်ရမှာတော့ တိုက်ဆက်တွေကမြေပါမြေစာပြင်ဖြစ်ရမှာဖြစ်ပါတယ်ရှင်ဆိုတော့တိုက်နဲ့တိုက်ကျိုးဖြတ်တဲ့ဆရာကြားမှာခံရမဲ့သူကမိမိတို့ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတော့တကယ်လို့ဖြတ်မယ်ဟေးဆိုလို့ရှိရင်တော့နိုင်နေတဲ့ဆရာသမားနဲ့ဖြတ်ဖို့လိုတယ်ကျမကိုလာမေးရင်တော့ကျမကဖြတ်ဖို့ဆိုတာအထက်တက်တန်းတိုးဖို့ ပြောစီခြင်းနဲ့တတန်းတိုးတယ်ဆိုတဲ့နေရာမှာအကျမကဒီမှာလူဒီမှာနေလို့မဟုတ်ပါဘူးတတန်းတိုးပြီးပါအောင်ကျမအသက်ကငယ်သေးတယ်ကျမမှာဟိုဥပမာကျမကအဲကိုယ့်ကိုရှာဖွေစားသမီးရတာဖြစ်တယ်ကျမမှာသားရှိတယ်တမီးသိတမီးရှိသေးတယ်အမေအိုရှိရဖေအိုရှိရဆိုပြီးတော့တောင်းလို့မရဘူးတတန်းတိုးတောင်းတဲ့အခါမှာလိမ်မာပန်းနှက်စွာနဲ့တိုက်တီကိုဘလို့တိုးရမလဲဆိုတော့ကျမအခုမှလူပြရောက်တာဘယ်နှစ်နှစ်ပဲရှိပါသေးတယ်ကျမတတနာကြီးအများကြီးပြုတ်ခြင်းနဲ့အလှူတန်းတွေအများကြီးလုပ်ခြင်းနဲ့ စိတ်ရှိတိုင်းလှူနိုင်ဖို့အတွက်ကျမကိုလည်းစောင့်ရှောက်ပေးပါဒီဘဝဟောင်းမှန်ချန်ခဲ့တဲ့တိုက်ဆက်တွေကိုလည်းကျမကမမေ့ပါဘူးနေ့စဉ်နေ့တိုင်းအမြတ်တမ်းပေးနေပါတယ်မြတ်တာပို့နေပါတယ်ဒီချက်ပို့ပြီးလည်းကျမရဲ့တိုက်ဆက်တွေအတွက်လှူတန်းတွေလှုပ်ချင်ပါသေးတယ်ဆိုပြီးတော့အဲ့လိုမျိုးတုံ့နှုံပြီးတော့တက်တန်းကိုတိုးအောင်ပါကျမကတော့လူတီမှာအသက်80စင်တီမီတာနေကြပါတယ်80စင်တီမီတာနေကြပါတယ်60စင်တီမီတာနေကြပါတယ်ပေါ့ဒါပေမဲ့နေနေရတဲ့ကာလတစ်လျှောက်လုံးမှာလည်းကြက်ကြဲမှမှချက်ချက်တတနဲ့နေခြင်းနဲ့ အသက်တန်းစင်နေခြင်းနဲ့လူတန်းစင်နေခြင်းနဲ့ဆိုပြောပြီးတော့တိုက်ကျိုးကိုမဖြတ်ပဲနဲ့တိုးတောက်ရမှာဖြစ်ပါရဲ့ရှင်တိုက်တရားပဲအချိန်မှာကိုယ်ကိုစိတ်ဆိုးလဲဆိုလို့ရှိရင်တော့လွှတ်လိုက်တာကသာသနာပြုဖို့ဘာသာရေးလုပ်ဖို့ အလှတန်းလှုပ်ဖို့လှုပ်လိုက်တာဖြစ်တယ်။မိမိတို့ကိုယ်တိုင်ကတိုက်ဆိုင်မှလည်းမသိဘူး။ဒါမျိုးတွေလည်းမလုပ်မိပဲနဲ့မူးရည်တောက်စားပျော်ပါတယ်။ကိုချစ်တက်သူနဲ့အိတ်ထောင်ကြီးတွေမှာအချိန်ပေးတယ်။ဘာသာရေးကိုမေ့နေတယ်၊ဖျားမှတ်မသိ၊တရားမှတ်မသိ။အဲတနှစ်ကြာလို့တထောင်မလှုပ်ဘူးတဲ့သူမျိုးကိုအယမ်းစိတ်ဆိုးတဲ့အခါပြန်ခေါ်ဖို့လုပ်ပါတယ်။ဘာကြောင့်လဲဆိုသူတို့ရဲ့ရည်ရွယ်ချက်ကလှုပ်လိုက်တာကအလှတန်းတဲ့ဘာသာရေးအတွက်သက်သနာပြုဖို့လှုပ်လိုက်တာ။ ဟိုလက်ရောက်တော့ဘာမှမလုပ်ပဲနဲ့ပျော်ပါမူးရစ်ပြီးတော့ဒီဘက်ကိုလည်းတတိမယဟိုကောင်းတာတွေလည်းကောင်းမှုတွေလည်းတခုမှမလုပ်ဘူးဆိုတဲ့သူတွေကိုအရင်စိတ်ဆိုးတယ်။အဲ့ခါကျတော့သူတို့စိတ်ဆိုးတဲ့ sign တွေကိုဘလို့ပြလဲဆိုရင်ခေါင်းမူးခေါင်းကိုက်ခေါင်းတစ်ချမ်းကိုက်ခဲတာမျိုးတွေဖြစ်တယ်။ပြီးရင်ဘိုင်းအောက်တယ်ဘိုင်းနာတယ်ဘိုင်းထဲမှာအဖုအကျိတ်တွေအလုံးတွေတည်တယ်ခွဲရတယ်ခွဲစေရတယ်ဈေးဥစည်းခန့်ပြောက်တယ်ပြတယ်မပြောက်ဘူးဖြစ်တယ်ဟုတ်ပြီနော်ဒီလိုဝေဒနာနေနဲ့ပဲသူတို့ဟာတက်ရှင်ရတယ် ဟုတ်ပြီနောက်တစ်ခုကကြတော့အဲဒီလူကအလှူဒါန်းလေးလုပ်တယ်နော်အဘာသာရေးလေးလုပ်တယ်ဒါပေမဲ့သူတို့ဒီစီးစိမ်ဥစ္စာအရန်ပေးထားလို့ဒီလူကလည်းတော်တော်ကြီးကိုကြီးပွားတုတ်တဲ့ချမ်းသာနေပါလျှက်နဲ့သူ့လှူတဲ့အလှူလေးတွေဒီ နဲနေတယ်ဘာသာရေးလောက်တာနဲနေတယ်ဆိုရင်တို့ကဘယ်လိုမျိုးအကြောင်းပြလဲဆိုရင်တော့ဘယ်လိုမျိုးစိုက်ပြလဲဆိုရင်တို့လောက်တဲ့ဖြည်း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 နဲ့တို့လောက်တဲ့လုပ်ငန်းဒီတိုက်ဆက်ကလောက်တဲ့လုပ်ငန်းတွေဟာအရှုံးပေါ်လာတယ်ငွေကြေးတွေပြဿနာတက်တယ်လူမှုရေးတွေပြဿနာတက်တယ်အိမ်ထောင်ရေးတွေပြဿနာတက်တယ်ငွေကြေးတွေမလဲပတ်နိုင်တော့ဘူးအဲ့လိုမျိုးတိုက်ကသူပေးထားတဲ့စီးရဲဥစ္စာအားလုံးကိုဆုံးရှုံးနေတာအောင်လုပ်ပြီးတော့ ဒီလူကိုစိုင်းနေပြရတယ်အဲ့ခါမှာဒီတိုက်ဆက်ဆိုတာကလည်းတန်တရားတွေဖြစ်လာပြီငါတို့ဘာလို့လုံလွဲနေပါလားဘာဖြစ်လို့လဲဆိုတဲ့အခါကျအဖြစ်ဝေရှာတဲ့အချိန်မှာသူ့ရဲ့သက်ဆိုင်ရာဆရာသမားစီလည်းရောက်သွားရောဒါကြောင့်ဒါကြောင့်ပါဆိုပြီးတော့သူတို့တွေ connection မိသွားတယ်အဲ့လိုမျိုးလက်ရှိရနော်နောက်တစ်ချက်ကကြတော့ဒီတချို့သောလူတွေကတိုက်လို့ကြားလိုက်တာနဲ့မိစာလို့ပြောကြတယ်အဲ့ဒါတော့ကျမလိုက်မမိဘူးဘာကြောင့်မိစာလို့ပြောလဲဆိုတော့ကျမနားမလည်ဘူးတိုက်ဆိုတဲ့ အဆက်တည်းတည်းသူတို့မိဆာလို့ပြောရအောင်ဘယ်နားမှာသူတို့မလုပ်နေလို့လဲသူတို့ဟာဒီတချို့ဆိုဖျားမှာစောင့်နေတယ်ဒီဖျားကြီးလူတို့တက်အောင်အလှငွေတွေလာထက်အောင်သူတို့စောင့်ရှောက်ပေးတယ်လူလူတွေဆိုလို့ရှိရင်သူတို့ရဲ့တိုက်ဆက်မှန်လို့ရှိရင်သူတို့စီးစီးဥစ္စာပေးတယ်လှူနိုင်တန်းနိုင်အောင်ကူညီပေးတယ်ငွေကြေးဥစ္စာတွေပေးတယ်အဲ့ဒီအတွက်တို့တွေဖျားတည်နေအောင်တည်တယ်မလားလို့ဇီးတီးတည်နေအောင်မျိုးမျိုးစောက်ရှော့ပေးတယ်သူတွေဘာသာရေးနဲ့ဘာသာရေးဆိုင်ရာထောက်ပံ့ပေးနေတဲ့သူတွေဟာဘယ်လိုနည်းနဲ့မှမိစ္ဆာမဖြစ်နိုင်ဘူးဆိုတာကိုကျွန်မကတော့ယုံကြည်